I always thought that, um, you know, Ghost Rider was the coolest. Sure. And when he does. ရာ Stone X မှကျေးဇူးပါတယ် Breaking News Guys Predator တို့အကြိုက် Ghost Rider ဒီ MCU မကြခင်လာတော့မဲ့ Doomsday ရုပ်ရှင်မှာပါဝင်လာတော့မဲ့ဆိုတဲ့သတင်းကမနေ့ညကပဲထွက်လာခဲ့ပါတယ်အခုဗီဒီယိုမှာတော့ထွက်လာခဲ့တဲ့ Soundbar Report ကိုအသေးစိတ်ဖတ်ပြပေးသွားမယ် Ghost Rider ကဘယ်လိုပုံစံနဲ့ပါဝင်လာမလဲဘယ်သူကတရုပ်ဆောင်သွားမလဲဆိုတာတွေကိုအသေးစိတ်ရှင်းပြပေးသွားမှာမို့လို့စိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုဆောင်းဝအောင်ထိကြည့်သွားပေးကြပါအောင်အခုကတော့ intro လေးပြီးရင်စလိုက်အောင် I am vengeance. I am the night. I am Batman. โอเคအခု report ကိုရေးတင်ခဲ့တာဒီနာမည်ကြီး insider ဖြစ်တဲ့ Jeff Snyder ကရေးတင်ခဲ့ခြင်းဖြစ်ပြီးတော့သူဒီ Robert Downey Jr က Dr. Doom အဖြစ်လာတော့မယ်ဆိုတော့ကလည်းနှစ်လလောက်စောပြီးတော့တည်တင်းတင်ပေးခဲ့သူဖြစ်ပါတယ်ဆိုတော့အခုဒီမှာသူရေးထားတာအရာတော့ Marvel Studios ကလက်ရှိအချိန်မှာ Doomsday ရုပ်ရှင်နဲ့ Secret Wars ရုပ်ရှင်တို့အတွက် Ghost Rider နေရာကပါဝင်ဖို့ casting တရုတ်ဆောင်ရှာဖွေနေရဲဆိုပြီးတော့တင်ထားတာကိုတွေ့ရပါတယ် meaning သူတို့ရဲ့ဒီအရင် Nicolas Cage ရဲ့ Ghost Rider တို့ Agents of Shield ရဲ့က Ghost Rider တွေကိုပြန်ယူသုံးမှထပ်ဆိုင်မျက်နှာသစ်တရုတ်ဆောင်အသစ်ကိုရှာဖွေနေခြင်း င်းဖြစ်တယ်ဆိုပြီးတော့ရည်ညွှန်းနေတယ်လို့အခုရွေးချယ်မယ်ဆိုတဲ့ Ghost Rider က Avengers နှစ်ကားအပြင် Now MCU ရှေ့ဆက် plan တွေအထီးကိုပါဆက်ပါသွားမှာဖြစ်တယ်ဆိုပြီးတော့သိထားရပါတယ် Of course အခုအချိန်မှာ MCU ကနောက်ထပ် phase ဖြစ်တဲ့နောက်ထပ် saga ဖြစ်တဲ့ Mutant Saga အတွက်လာတော့မယ့် X-Men အသစ်တွေအတွက်တရုတ်ဆောင်အသစ်တွေကိုလည်းထောက်လျှောက်ရှာဖွေနေခြင်းဖြစ်တယ်လို့အဲဒီ phase မှာပါဖို့အတွက်အဲဒီ saga မှာပါဖို့အတွက်တခြား character အသစ်တွေကိုလည်းရှာဖွေနေမှာကအမှန်ပါပဲ And Ghost Rider အတွက်အခုအချိန်မှာ hot အဖြစ်နေဆုံးတရုတ်ဆောင်ကတော့ Predator တို့အကြိုက် Ryan Gosling ပဲဖြစ်ပါတယ် Of course လွန်ခဲ့တဲ့ စ်တွေမှာဆိုရင်လည်းတရုတ်ဆောင် Ryan Gosling က MCU ရဲ့ Nova နေရာကနေပြီးတော့တရုတ်ဆောင်သွားတော့မယ်ဆိုပြီးတော့ rumor တွေထွက်ခဲ့တာလည်းရှိပါတယ်။ interview တမတွေကဒီနှစ်တွေမှာတရုတ်ဆောင်ကိုကိုယ်တိုင်မေးကြည့်ကြတဲ့အချိန်မှာတော့တရုတ်ဆောင်တီသူဘာမှမသိကြောင်းနဲ့ Marvel က character တစ်ခုကိုဒါတရုတ်ဆောင်ရမယ်ဆိုရင်သူက Ghost Rider နေရာကနေပြီးတော့တရုတ်ဆောင်ခြင်းကြောင်းကိုဖြေသွားခဲ့ပါတယ်။ I always thought that um you know Ghost Rider was the coolest. Sure. ဒါပြင်အဲ့ဒီ interview အပြီးတိတ်မကြခင်ပါပဲ Kevin Feige ကို interview တမတွေကထပ်မံမေးမြန်းကြတဲ့အချိန်မှာပြောင်ကြီးတီသူကိုယ်တိုင်က Ryan Gosling ကိုအရန်သဘောကျတာဖြစ် ြစ်ကြောင်းနဲ့ Ryan Gosling ကသာလိုချင်တယ်ဆိုရင် MCU မှာပေးဖို့အတွက်အစင်သင့် role တွေရှိနေပါတယ်ဆိုပြီးတော့ဖြေသွားခဲ့ပူပါတယ် Gosling is unbelievable Ryan's amazing I'd love to find a place for him in the MCU Ryan Gosling ဒီအခုအချိန်မှာ Disney Plus နဲ့လည်းပေါင်းပြီးတော့ Star Wars project အတင်မှာပါဝင်ထားပြီးပြီဖြစ်ပါတယ် Disney နဲ့နီးနေပြီဆိုတော့ Marvel နဲ့လည်းချိတ်ဆက်မိမှာအမှန်ပါပဲ and Pedro Pascal ဒီ Star Wars မှာ Mandalorian အနေနဲ့ MCU မှာဆိုရင် Mr Fantastic အနေနဲ့သေယုတ်ဆောင်ထားတယ်လို့အခု Ryan Gosling ကလည်း Tony Stark အတိုင်းပဲလုပ်နိုင်နေဆိုပြီးတော့တင်းနေအခြေတဝန်းထွက်နေပါတယ် or maybe Avengers Doomsday င်းတဲ့ Secret Wars တို့အတွက်ပဲဆိုတော့ Nicolas Cage ကိုပဲပြန်မလာမှာမျိုးလည်းဖြစ်နိုင်ပါတယ် Nicolas Cage ရှိမကြခင်မှာ Spider-Man Noir အဖြစ်တရုပ်ဆောင်သွားတော့မှာလည်းဖြစ်လို့ Nicolas Cage ရဲ့ Ghost Rider ဒီ Deadpool 3ရုပ်ရှင်ထဲမှာလည်းပါဝင်ဖို့အထိအနီးဆက်ဆုံးဖြစ်ခဲ့သေးတယ်လို့ Concept Art တွေတောင်မှထွက်ခဲ့သေးတာလည်းရှိပါတယ် Blast MCU ကအခုအချိန်မှာ Legend တွေကြီးပဲဖြစ်တဲ့ X-Men တွေတို့ Tobey Maguire ရဲ့ Spider-Man တို့ကိုရအောင်ပြန်ခေါ်နေတဲ့အချိန်မှာထိုစီးရင်တဲ့ကိုဝင်ခဲ့တဲ့ Nicolas Cage ရဲ့ Ghost Rider ကိုလည်းပြန်မြင်ရနိုင်ခြင်းရှိကြောင်းကိုတည်တင်းနေထွက်နေပါသေးတယ် Ghost Rider character ကိုရှေ့ MCU တခြားလုံးမှာထည့်သွင်းခွင့်မရတဲ့အတွက်လူကြိုက်များပြီးသား character လည်းဖြစ်တာကြောင့် Marvel ဘက်ကနေပြီးတော့မကြခင်လာတော့မဲ့ Midnight Suns project မှာအမြန်ဆုံးထည့်သွင်းဖို့အတွက်ရည်ရွယ်ထားခဲ့တာဖြစ်ကြောင်းကိုလည်းကြားမိကြမှာပါ။နောက်ဆုံးသတင်းအရဆိုရင် Midnight Suns project ဒီရှိနေသေးတယ် cancel မဖြစ်သေးဘူး။ Mutant Saga ကြောင့်မှလာလိမ့်မယ်ဆိုပြီးတော့ကြားထားရတဲ့အတွက်ဒီမှာသာ Ghost Rider အတွက် Ryan Gosling ကို ဖြစ်စေမျက်နှာသစ်တယောက်ယောက်ကိုဖြစ်စေရွေးချယ်မယ်ဆိုရင်သူကအနာဂတ် Midnight Suns အတွက်ပါရွေးချယ်ပြီးသားဖြစ်သွားမှာလည်းဖြစ်ပါတယ်။ So Predator တို့ကဘယ်လိုထင်ကြလဲ Ghost Rider ကိုချိန်ကြရလား Ghost Rider နေရာမှာ Ryan Gosling ဆိုရင်တော့ကြိုက်ကြမှာလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys ဗီဒီယိုလေးကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ထည့်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်